တော်ကြီးဆောင်းလို့ချာဝါကြွက်ဆိုပြီးတော့မှအဲ့ဒါလေးနဲ့ဝင်ပြီးတော့ထရိုးကြတာပေါ့နော်ဟာဟာပါကြွက်လင်မရပါဘူးအဲ့တွေ့လာသူများဘယ်လိုဆိုလဲဟာအဲ့လိုတွေဝိုင်းထိုးတာပေါ့နာမမေချီရဲ့အသက်ရဲ့တရင်ချွတ်တွေနှစ်စင် အချင်းလေးကိုပြန်ဆူရတဲ့အပေါ်မှာတော့တခြားဘာမှဘယ်လိုမျိုးစိတ်မရှိဘူးပြန်ပြီးဆူရတဲ့ခါမှာခုံတောင်းနေပေါ့နော်ဒီညီမရိုးရတဲ့အချင်းလေးကိုပြန်ဆူပြန်ရတယ်ဆိုပြီးတော့ညီမတန်ဆင်နဲ့ဖြစ်တဲ့ခါကျတော့ကို့အတွက်လည်း challenge လေးဖြစ်တယ်ဆိုတော့ပြောပါရအောင် today my ဘာနော်တကယ်ဆိုတို့ကအဆူဆိုတို့ကတပါဆရာကြီးတယ်အဲ့ဒါတွဲခေါ်ပြီးတော့ဆူပြီးတဲ့ခါကျတော့မောင်နှမနှစ်ယောက်ကလေးကဒီတချင်းလေးကိုနားထောင်နေတူတယ်နဝင်းချူတယ်အဲကျွန်တော်ကတန်လေးလည်းချူတယ်လို့လာတဲ့တန်လေးလည်းချူတယ်ဆိုပြီးတော့ဒါအဲ့ဒီတချင်းလေးကပြန်ဖြစ်လာတာပါနော် နှစ်ပွဲတက်ကတော့ဆုံးမဲ့ Challenger Series နှစ်ဆက်ပွဲလေးပေါ့နော်ကျွန်တော်ပေါင်းနေတဲ့ရာသီဟောဘရိုလည်းကြေးပါလာရပြီမကုန်ကြည့်နေတော့ဟုတ်ဒီကားလေးကအဲကျွန်တော်တို့အိန္ဒိယလူမျိုးတွေနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ပေါ့နော်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အကြောင်းလေးတွေရဲ့ရိုးရွားတလေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုပုံဖော်ပြီးတော့မှ Driver အကမှန်ပုံဖော်စိတ်ကူးပြီးတော့ရိုက်ထားတဲ့ဇလံတွေလေးပါအဲ့ဒါလေးကိုလာပြီးတော့ဖွက်တက်လာကြတာပါခင်ဗျာဒီမှန်ချက်တွေမဖြစ်မြောက်အောင်လုပ်ဝေးနိုင်တယ်လို့ ်ငါကိုမှကျင်းနေပါအဲသူတို့နဲ့ကတော့အမတ်တရဆိုတော့သူကကိုရီးယားစီနီယာဆိုတော့ဘာပြောပညာတွေရတာပေါ့နော်အဲလိုမျိုးသူတို့ရှန်နေယူရတဲ့ပညာတွေရောဒါလေ့လာရတဲ့ပညာတွေရောတော့ပညာတွေတော့အများကြီးရလိုက်ပါတယ် ရိုးရာကတော့မတူဘူးပေါ့နော်သူတို့ရဲ့ဖះเจ้าနေဟိုဟာပေါ့နော်ဗာလေမဟာဘိတ်နဲ့ဖះเจ้าတို့အဲ့ဘက်မှာသွားပြီးဖះရှိခိုးလိုက်ပါကြီးကျွန်တော်တို့ကြုံခဲ့ရတာပေါ့နော်ပြီးတော့စီမီပူဇော်တာလေးတွေကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ဟိုတူတယ်လို့လည်းမတူပဲတချို့အရာလေးတွေလည်းကျွန်တော်တို့ဟိုဗဟုသုတအနေနဲ့တွေ့ခဲ့ရပါတယ်ခင်ဗျာဟုတ်စကားအရာတော့သူကလေဘာသာရေးနဲ့ပတ်သက်တာအဓိကဦးစားပေးလိုက်တာမဟုတ်ပါဘူးရိုးရတလေးဦးစားပေးပြီးလိုက်တာပါခင်ဗျာဟုတ်သူတို့ဒီတမန်လူမျိုးတွေဘယ်လိုနေထိုင်ကြတယ်ဘယ်လိုပြောကြတယ်တောင်တယောက်ဘယ်လိုသစ္စာရှိကြတယ်ဆိုတာလေးပါပါတယ်ခင်ဗျာဟုတ် It is first time ပါ ရှင်ဘရကရတာဒီတဲ့နဟိုကိုလာမတူညီတဲ့စုံမက်တွေစုံတဲ့အခါမှာအဓိကကတော့ဟိုဒီဇက်ကားရဲ့သဘောတဘာဝကတော့လောဘအတ္တမောဟတွေတိတ်ကြီးတဲ့ခါကြလို့ရှင်စုံတွေ့တဲ့သူတွေကလည်းပူလောင်ကြတယ်ပေါ့လောဘအတ္တတွေဟိုရှော့မယ်ထိမ့်မယ်ဆိုရင်စုံမက်တွေကကောင်းသောစုံမက်တွေဖြစ်မယ်ဆိုတဲ့အဲ့ message လေးကိုပေးချင်တာပါကျွန်တော်ကကြတော့လေဒီကားထဲမှာကျွန်တော်ဆင်း38ဆင်းပဲပါတာအဲ့ကျွန်တော်ပါတဲ့38ဆင်းအပိုင်းလောက်ကိုပဲတည်တယ်ကျန်တာတော့ကျွန်တော်လည်းမကြည့်ရသေးဘူးခင်ဗျာခလေးတွေမကြခဏပျောက်ဆုံးမှု ကိုကိုကိုတေချောင်းကြဆင်းမှုရိုက်တုံးကအမတ်တရဆိုရင်ဒရိုက်တာအိုက်ကမယ်ပေါ့နော်။ तू ကတော့တော်တော်ပါတယ်။ဟိုကျွန်တော်တို့လူတယောက်ကိုအလကားချီကျူးတော်မှုပေါ့နော်။ तू ဘာကြောင့်တော်လဲဆိုဒီကားမှာအစ်တတွေအများကြီးပါတယ်ခင်ဗျာ။အဲဟိုပါပေါ့ကျွန်တော်တို့ဒီကင်မရာရှေ့မှာနေသားတကြားရက်နေတဲ့သူတွေမဟုတ်ဘဲနဲ့အဲဟိုပါပေါ့ဟိုဘယ်လိုခေါ်မလဲ။ဝါဒနာအရလောက်တာတွေရောတကယ်ဟိုမြို့ပညာရောလေးလေးလက်လက်လောက်တဲ့အစ်တတွေလည်းပါတယ်။အဲ့အစ်တတွေကို तू ကလေ ဟိုဘာလို့လုံနိုင်လဲဆိုတော့သူလိုချင်တာကိုရအောင်ဂျူတီစိတ်တွေအကုန်ကြားခံဂျူတီတွေတက်တာပေါ့နော်ပြောမယ်ဆိုရင်ဟို professional ဥပမာဒီထက်မှဆိုထွန်းထွန်းလို့ဒေါင်းဝေးလို့တင်မှာဆမ်းမွန်းလို့ဆိုလို့တာရှင်သူတို့ဆိုရင် professional တွေအဲသူတို့ရေဆိုလို့ရှင် one one ကနေပြီးတယ်ဟိုမှာအစ်စ်တွေဆိုလို့ရှင်အကြိုင်မောင်းရတာပေါ့နော်အဲ့ဒါကိုသူလေးပတ်စံအကုန်ခံတယ်ဂျူတီတွေအတက်ခံပြီးမောင်းပြီးတော့ဒီကားလေးကိုသူရအောင်ကြိုးစားတယ်ပြီးတော့ကျွန်တော်လုပ်တဲ့ item လိုအပ်ချက်ရှိတယ်ဆိုရင်လည်းအဲ့ကျွန်တော်လုပ်ပေးရမယ့် item ကဘယ်လောက်ထိလောက်ရမယ်ဆိုတာကိုသူပြောနိုင်တယ်အဲ့သူပြောတာကိုကျွန်တော်နားလည်အောင်သူပြောနိုင်တယ်အဲ့တော့ driver အခမှန်ကတော့တော်တော်တော်တယ်ပေါ့ ော့เนาะအဲ့ဒါလေးတော့ကျွန်တော်ဘွားရဲ့အမှတ်တရလေးပါဟုတ်သွားခြင်းနဲ့ပန်းနိုင်ကတူတယ်ဆိုတော့ချိန်တည်ပါတယ်အချိန်တစ်ခုရောက်တဲ့ခါကျရင်အဲ့ဒါကျတော့သူတို့ရဲ့ဟာကိုကျွန်တော်မကြည့်ရဘူးတဲ့လားသူတို့အပိုင်းကကျွန်တော်နဲ့မစုံဘူးပေါ့နော်အဲ့လိုဖြစ်နေတာထွန်းထွန်းနဲ့ကျွန်တော်နဲ့အစုံရှိတယ်ထွန်းမင်းနဲ့တဆင်းမှမစုံဘူးကျွန်တော်အားကြောင့်စကားတူတူကြည့်ပြီးမှရင်ခုန်ကြတာပေါ့နော် CCTV မှတ်တမ်းတွေအားလုံးတော့စစ်ပြီးပါပြီဒါပေမဲ့အကုန်လုံးဖြတ်ခန်းတာ ဟုတ်တယ်ခင်ဗျာဒီထဲမှာကျွန်တော် writer ဘလိုစိတ်ကူးပေါက်လဲမသိကျွန်တော်ဒေါင်းဝေရတာပေါ့နော်အဲဒေါင်းဝေရအဲကျွန်တော်အဖေအဲသူကနောက်အိမ်အောင်ပြုတ်လိုက်တာအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဘာပြောဒီကသူ့အဖေလို့ခေါ်လိုက်ရတယ်တင်တန်သွားတာပေါ့နော်အာသူဖီကျွန်တော်ဖီရတော့ကျွန်တော်တန်တယ်။ဘောဆိုဒီကောကျွန်တော်ထက်ငါးနှစ်လောက်ငယ်။သူကငယ်တာပေါ့ အဲ့လိုပဲပြောတော့အဲ့လိုပဲပြောပါဘူးနော်အတူတူကြအတန်းဩစာကောင်းတာဟုတ်ပြီးတော့ခန္ဓာကိုယ်ကြီးတည်းလေအကြီးကြီးတွေဆိုတော့လေဘယ်လိုခေါ်မလဲဟုတ်အဖေရုပ်ထွက်တာပေါ့နော်အဲ့လိုကျွန်တော်ကြဇွန့်ငယ်တွေပေါ့အဲ့လို ဆင်းရဲတယ်ထွက်တာတော့တော်တော်ကြာပြီပေါ့နော်အခုပြန်ပြီးတော့မှတက်ဖန်ပြန်ပြီးတော့ပြည်သက်တွေကပြန်ပြီးတော့ကြိတ်လာကြတဲ့ပုံမှန်လေးအယောင်းဝမ်းတာတဲ့အချိန်တိုင်းအများကြီးတော်တော်လေးပေါ့နော်ချင်းလေးကလည်းဒါရာသီတချင်းလူမျိုးဖြစ်နေတဲ့ခါကျတော့သူ့ရာသီရောက်တဲ့ခါကျမှပဲချင်းလေးကလည်းပြန်ပြီးတော့အဲတက်ဖန်ပြန်ပြီးအသက်ဝင်ခွင့်ရတာပေါ့နော်ဆိုတော့အဲပြည်သက်တွေအားလုံးကအေးနားထောင်ပြီးအများနဲ့အားပေးကြလို့ချင်းလေးကဒါမတူဘူးကွယ်တဲ့ချုပ်ခဲ့ပြီကွယ်ဒီချင်းလေးဆိုတော့ကတော့အဓိကကတော့ ကိုကမြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသူဖြစ်တယ်။အတိုင်းရင်းသူတယောက်လည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အာဒီသတင်းချုပ်ဆိုတာကမြန်မာပြည်ရဲ့အဟိုဘယ်ကောင်လဲဘယ်လိုပြောရမလဲသတင်းချုပ်ပွဲတော်ပေါ့နော်ပွဲတော်အဲဟိုရိုးရပွဲတော်ဖြစ်တဲ့အခါကျတော့ဒါဟို ငငယ်ကလေးကကိုလည်းတရင်ချုပ်ဆိုအရန်ပျော်တယ်လေနော်။ရာဦးတွေဖောက်အဲ့လိုမျိုးရရာယူကိုပေါ့လျှောက်သွားတာလည်းအရန်ပျော်တယ်ဆိုအဲ့လိုအမတရလေးလည်းရှိရခါကျတော့ဒီလိုမျိုးရိုးရသချင်းလေးကိုပြန်ဆူရတဲ့အပေါ်မှာတော့တခြားဘာမှဘယ်လိုမျိုးစိတ်မရှိဘူး။ပြန်ပြီးဆူရတဲ့အခါမှာဂုံနှောင်းယူရပေါ့နော်။ဒီလိုမျိုးမြမရိုးရသချင်းလေးကိုပြန်ဆူခွင့်ရတယ်။နောက်ပြီးတော့မြမတန်ဆင်လေးဖြစ်တဲ့ခါကျတော့ကို့အတွက်လည်း challenge လေးဖြစ်တယ်ဆိုတော့ပြောပါရအောင်။လောကလုံးအလာရီဖုံးချစ်ကပါကြီးဆောင်းလို့ချမယ် ဒီတချင်းလေးကပထမတစ်ခေါက်တင်ကြရရလဲကျွန်တော်တို့ဟို page ဒီမှာ1 million နီးပါးလောက်ဖြစ်ခဲ့တာပေါ့နော်ပြီးတော့သမီးစီမှာကတော့ဒီငွေလေးစီမှာတော့ YouTube မှာတော်တော်လေးများတယ်ပေါ့ပထမတစ်ခေါက်တင်ကြရရဒီတချင်းလေးကိုကျွန်တော်ကစပြီးတော့မှပြန်ဆိုခြင်းတဲ့အခါမှာကျွန်တော်တေးစာခိုင်နှုတ်နဲ့တိုင်ပင်တာပေါ့နော်ဒီချင်းလေးဝယ်ခြင်းလဲဆိုတော့အဲဝယ်ရမယ့်တေးစာမူရင်းစီကိုလည်းခိုင်နှုတ်ကဆက်သွင်းပေးတယ်ပြီးတော့ကျွန်တော်ဘယ်သူနဲ့ဆိုရင်ကောင်းလဲဆိုတော့ကျွန်တော်ကဒါနဲ့လည်းဆိုတော့ပုံမှန်ပေးတယ်အဲ့တော့ငွေလေးကိုကိုကြည့်တောင်းတော့သူကလည်း လို့ခေါ်မယ်လက်ခံပြီးတော့မှဂျုံယုံကြည်ကြည်နဲ့ကျွန်တော်စူပေးတာပေါ့နော်တကယ်ဆိုတော့အဆူဆိုတော့တပါဆရာကြီးတွေအဲ့ဒါတွဲခေါ်ပြီးတော့စူပေးတဲ့ခါကျတော့မွန်မနှစ်ယောက်ကလေးကဒီတချင်းလေးကိုနားထောင်နေတူတယ်နှဝင်ချူတယ်အဲကျွန်တော်ကတန်လေးလည်းချူတယ်လို့လာတဲ့တန်လေးလည်းချူတယ်ဆိုပြီးတော့ဒါအဲ့တချင်းလေးကပြန်ဖြစ်လာတာပေါ့နော်အဲ့အပြင်မှာဒါကျွန်တော်တချင်းလေးကောင်းနေတလန်းနေပြီးတော့မှအခုဟိုဟွာဝါကျွက်ဆိုပြီးတော့မှအဲ့ကလေးနဲ့ဝင်ပြီးတော့ထိုးကြတာပေါ့နော်ဟာဟိုကကျွက်လင်မရဘူးအဲ့တွေ့လာသူများဘယ်လိုဆိုလဲဟို အဲ့လိုတွေဝိုင်းထိုးတာပေါ့ဟာတာပေါ့နော်သူတို့အဲ့ထိုးတဲ့ဟာလေးတွေနဲ့ကျွန်တော်တို့ဟာတွေကအများကြီးပြန်ပြီးတော့မီလီယံဗျူးတွေဖြစ်ပြီးတော့အင်ကန်တွေပြန်ရတာပေါ့နော်အဲ့တော့ဘာပဲပြောပြောဒီချင်းလေးကိုဆိုပြီးတဲ့လာတဲ့ကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ဒီကားလေးကဒီဆယ်လပိုင်း73ရက်နေ့မှာ Channel 7ရဲ့ Hip Play ရဲ့မှာပြမှာဖြစ်ပါတယ်ဒီကားလေးကတာမန်ကြည့်နေကြပေါ့နော်ဟိုပုံမှန်မြန်မာလူမျိုးတွေကြည့်နေကြကားလေးနဲ့မတူပဲတမှုခွဲထွက်နေတဲ့ကားလေး ဒရိုက်တာကမှတေချာလေးကိုပင်ပင်မမန်းနဲ့ဖန်တီးထားတဲ့ကားလေးရိုက်ချက်တွေလည်းရန်ကောင်းပါလေဒီကားလေးကိုအားပေးပါအောင်လို့ပြည်သက်ကြီးကိုဖိတ်ခေါ်ပါတယ်ဗျာအကိုပြောသလိုပဲဒီကားလေးကထူးခြားတဲ့ကားလေးပေါ့နော် အတူညီတဲ့ခါချန်တစ်ခုအာပေါင်းစည်းထားတဲ့စုံမဆိုတဲ့ကားလေးပါအရင်ကစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုဒီချင်းထဲမှာအဲဒီဆလန်ဒရ်ထဲမှာလည်းပေါ့နော်လာတင်လဲစုံဝင်ကြည့်ဖြစ်ဆိုထားတဲ့အတွက်ကြောင့်မလို့အားလုံးပဲအာအပူစတဲ့ဖိတ်ခေါ်ပေးချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဗျာကျေးဇူးပါဗျာ